အားသောဝါနာရှင်ညီကောင်မလောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ22ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်အောင် ပထမဦးတင်းဘုတ်ကတော့ဒင်းထောက်ချာဝတ်ပေါ်ပြထားခဲ့တဲ့တောမက်ပါတီစာချုပ်အချိန်နဲ့ပဲကျွန်တော်စလိုက်အောင်သူ့သတင်းထဲမှာရေးသားထားကြရဆိုရင်တော့အာဆင်နယ်တင်းတာဝန်ရှိသူတွေနဲ့တောမက်ပါတီရဲ့ကိုယ်စားလှယ်တွေကြားထဲမှာစာချုပ်တစ်လက်မှတ်ထိုးဖို့အတွက်ဆွေးနွေးမှုတွေကိုအင်တိုက်အားတိုက်ဒီတစ်ပတ်ထဲမှာလှုပ်ဆောင်နေတယ်ဒီတစ်ပတ်ထဲမှာပဲအဖြူမဲတဲတဲကွဲသူတို့ကသိကျင်တယ်ကစားသမားဘက်ကရောကလတ်တင်းဘက်ရောစက်ပြီးနေဖြစ်ပါလားဒါမှမဟုတ် လမ်းခွဲရမလားဆိုတော့နှစ်ဦးနှစ်ဖက်စလုံးကစုံမချက်အမြန်ချခြင်းတယ်။ဘာကြောင့်လဲဆိုတော့ဂျွန်30ဆိုဒီသားမတက်တန်းကုန်တော့မယ်။အဲ့မတိုင်ခင်မှာအာဆင်နယ်ကလည်းဒီသားမကိုတက်တန်းတူဖို့အတွက်လုံနေသလိုကစားသမားလည်းအာဆင်နယ်သားအလိုမရှိဘူးဆိုတော့အခြားအသင်းတွေကသူဆွနေမှုလုံးတော့မှာ။ လောလောဆယ်အထိတော့အာဆင်နယ်ဘက်ကိုပဲသူဦးစားပေးပြီးလှုပ်ထားပါဗောလေအဲဆိုအာဆင်အသင်းတာဝန်ရှိသူတွေကတော့တချို့ report တွေရာဆိုရင်တော့တတ်နိုင်တဲ့လောက်တော့ဖြေလျှော့ပြီးတော့ကစားမောက်ဆက်ထင်းသွားဖို့ကြိုးစားသွားမယ်တော်မတ်ပါတီရဲ့လည်းလန်ဒန်နေအခြားနေရာမှာပြောင်းကျင်တာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းစီမှာဆက်ပြီးနေဝင်ရဖို့အတွက်သူတောင်းဆိုမှုတချို့ကိုဖြေလျှော့ပေးသွားမယ်လို့ကြားသိရနှုတ်နှစ်ဘက်ကအလျှော့ပေးပြီးတော့တက်တန်းတိုးနိုင်ဖို့အတွက်ကြိုးစားသွားမယ်ဆိုတဲ့အတွက်ဖြစ်လာနိုင်ခြေအရမ်းများတယ် ပါတီအာဆင်နယ်မှာဆက်ရှိနေဖို့ဆိုရင်တော့ဒါနှစ်ဦးနှစ်ဖက်စုံတည်ချာညှိယူရမယ့်ကိစ္စပေါ့လေအဲတော့31ရက်ဂါနာသားတော့နှွေမာလွတ်နဲ့ထွက်မယ်လောလောဆယ်အာဆင်နယ်နဲ့စာချုပ်တတန်အဆင်မပြေဖြစ်ခဲ့ရင်ဆိုတဲ့အနေထားကိုစောင့်ကြည့်နေတဲ့အသင်းတွေရှိတယ်။၃သင်းဥရောပမှာဘာစီလိုနာအက်တလတီကိုမက်ဒရစ်နဲ့ဂျူဗင်တက်ဒီ၃သင်းကပါတီနဲ့ အာဆင်နယ်စာချုပ်တစ်တက်တန်းတူကိုအဆင်မပြေဘူးဆိုလို့ရှိရင် free transfer နဲ့ခေါ်ဖို့အတွက်စောင့်ကြည့်မှုတွေလုပ်နေတယ်။လော်ရော့စတော့ကစားသမားကလန်ဒန်နေမပြောင်းဖြစ်တာဖြစ်တဲ့အတွက်အာဆင်နယ်နဲ့ပဲဦးစားပေးပြီးဆွေးနွေးနေပါလေ။ အဲ့တော့ဒီယာတီကတော့တော်မတ်ပါတီတော့ဆိုရင်တော့အကောင်းဆုံးယာတီပဲအရှိတ်ယာတီဒီမှာသူကစားခဲ့တာမှန်တယ်အင်ဂျူရီရခဲ့တာမှန်တယ်ခြေစွမ်းပြခဲ့တာမှန်တယ်ဒါပေမဲ့ဒီယာတီမှာတော့အာဆင်နယ်သူရောက်လာပြီးတဲ့ကခြေစွမ်းအပြဆုံးနဲ့ပွဲအများဆုံးကစားထားတဲ့ယာတီလို့ပြောလို့ရတယ်တကယ့်ကမှ strong ဖြစ်ဆုံးပဲပွဲပေါင်း90ကစားထားတယ်54ပွဲအထိပွဲထွက်ထားတယ်၄ဂိုးသွင်း နှလုံးဖိုင်ထားတယ်အဝါကခုနှစ်ကတ်ထိထားတယ်ဒါကြောင့်မလို့အာဆင်နယ်ဖန်တွေကသောမပါတီကိုတတန်းတိုးပါတတန်းတိုးပါဆိုပြီးတဖောဝါမာနေလို့အသင်းတာဝန်ရှိသူတွေလည်းပါတီကိုတတန်းတိုးဖို့တော့သူတို့ပြင်ဆင်နေပါဗောလေဒီနေရာမှာသူတို့အဓိကညှိရတဲ့အရာတွေအများကြီးရှိမယ် contract ကဘယ်လိုမျိုးချုပ်မှာလဲနှစ်ရှည်လားနှစ်တူလားဗောလေနောက်တစ်ချက်ကလောက်ခလာစားကိုဒီတိုင်းပဲဆက်သွားမှာလားတပတ်ပေါင်သိန်းရနဲ့ကစားမတူကိုအာဆင်နယ်တို့ကအသက်30ကျော်မူဝါဒရရှော့ပြီးချုပ်မလားဒီတိုင်းပဲဆက်ချုပ်မလားဆိုတာညှိရမယ်နံပါတ်3ချက်ကကစားသမားတောင်းဆိုတဲ့အခြားအချက်တွေကလည်းရှိုံးမယ်တင်မှာ add on bonus ဘာညာဒီပြီးတော့ဒီကစားသမားရဲ့ပွဲတပွဲချင်းစီပေါ်မှာကျွန်တော်ပေးရမယ့် အပိုစုကြီးပါညာအများကြီးနောက်ကွယ်မှာချောင်းမှာရှိတယ်ပြီးတော့စာချုပ်တက်တန်ကုန်ကန်ကြီးကစားမဖြစ်တဲ့အတွက်အေဂျင့်ကိစ္စတွေကလည်းသူတို့တစုံတရာငွေပေးရမယ့်ဘိုင်းလေးရှိတယ်ဒါတွေအားလုံးကိုညှိနှိုင်းပြီးတော့မှတက်တန်းထုတ်နိုင်မယ့်အနေထားပေါ့လေလောလောဆယ်တော့32နှစ်ရှိပြီဆိုပေမဲ့ကာနာဒါကမကြာခင်မှာအသက်32နှစ်ပြည့်တော့မယ့်အနေထားလည်းရှိတယ်အဲဆိုတော့အာဆင်နယ်အသင်းနေမာတင်ဇူမန်ဒီရောက်လာတယ်ဆိုရင်တော့မှအသင်းရဲ့စကွဲရီက ဖော်မတ်ပါတီကိုအတင်းမှာဆက်ပြီးထိနှောက်ဖို့ပြင်ဆင်နေတယ်။အတင်းရဲ့လီးချိန်တော်တော်များလည်းပါတီကိုဆက်ပြီးထားလို့ရပေါ့လေ။အဲသူ့ရဲ့ဒဏ်ရာအင်ဂျူရီမှတန်းကလည်းတကယ်စိတ်ဝင်စားဖို့ကောင်းတယ်။တရားသီးကျော်တခါတော်တော်လေးကိုဒဏ်ရာရတာ။ ဒီရာသီမှာအရန်စတောင်းဖြစ်တယ်ဆိုမဲ့နောက်ရာသီကြလို့ရှိရင်3လ4လနားရတာမျိုးလည်းရှိတယ်။အဲနောက်တရာသီကြရင်လုံးဝပွဲများများဆော့ပြီးတော့နောက်တရာသီကြလို့ရှိရင်လည်းဒဏ်ရာပြန်ရသွားရှိတယ်။အဲဆိုတော့အာဆင်နယ်အသင်းတွေနဲ့သုံးဘက်ပါတီနဲ့ပတ်သက်ပြီးတော့စာချုပ်သက်တမ်းတို့ကိုသူတို့ဘက်ကလည်းတတ်နိုင်သလောက်ဖြေလျှော့မယ်။ပါတီဘက်ကလည်းလန်ဒန်မှာနေမပြောင်းကျင်တာဖြစ်တဲ့အတွက်တတ်နိုင်သလောက်တော့လိုက်ရောပြီးတော့ဖို့ရှိဆိုပြီးသတင်းကြရတယ်။ကျွန်တော်တို့ဒီတစ်ပတ်ထဲမှာပဲစာချုပ်သက်တမ်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တခုခုတော့တော်တော်ကိုယ်ကျွန်တော်တို့သိရတော့မှာပါ။ ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ breaking news ပေါ့လေဒါကတော့ hand off oz ရဖော်ပြထားတာအဲ့ဒါကတော့ arsenal အသင်းတာဝန်ရှိသူဖြစ်တဲ့ဒါ arsenal trader တဲ့ andre barda က real madrid အသင်းရဲ့တိုက်စစ်တာဝန်ကစားမလို့ဖြစ်တဲ့ rodrigo ရဲ့ agent နဲ့ဒီကြံခဲ့တဲ့ရပိုင်းကတွေ့ဆုံမှုလုပ်ခဲ့လို့ကြာတိရတယ်တွေ့ဆုံဆွေးနွေးခဲ့တယ်ဗောလေဒါပေမဲ့ real madrid ဘက်ကတော့ဒီကစားမနဲ့ပတ်သက်ပြီးဈေးနှုန်းကတ်ထားတာကပေါင်တန်း80လိုချင်တယ်ဆိုပြီးပြောထားတယ် ဒီပမာဏရဆိုလို့ရှိရင်တော့အာဆင်နယ်တို့ဒီကောင်မောက်ကိုခေါ်နိုင်မခေါ်နိုင်ဆိုတာထက်ထွေးဆောင်ဆွေးနွေးစကားပြောခဲ့တယ်ဆိုတာကတော့စိတ်ဝင်စားတဲ့အဆင့်ထက်တော့အများကြီးရှိရောက်သွားပြီ။ရိုဒရီဂိုအာဆင်နယ်ရောက်နိုင်လားမရောက်နိုင်လားဆိုတာကအာဆင်နယ်အသင်းရဲ့နံပါတ်1ပြမနီကိုဝီလီယန်တို့နောက်ပြီးဂျာမီကစ်တင်တို့ပြီးသွားလို့ရှိရင်တော့စဉ်းစားမယ်အချက်ပေါ့လေ။အဲ့တော့ကျွန်တော်အခုနောက်ဆုံးကြားထားတဲ့သတင်းတစ်ခုရှိရယ်။အဲ့ဒါပါလဲဆိုတော့ Andre Barda က တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကစားသမား15ဦးလောက်ထိကိုတွဲဆုံဆွေးနွေးမှုလုပ်ထားတယ်တဲ့အကယ်မြတ် plan ရေကစားသမားတွေမခေါ်ဖြစ်ခဲ့ရင် plan B ကစားသမားတွေအဖြစ်ရှားထားခဲ့တာအဲ့ဒါကအကြိမ်များကိုလူချင်းတဲ့ကစားမမရတဲ့အခါကျရင်ကျန်တဲ့ကစားမကြီးချိတ်ဆက်ဖို့နောက်ကျမှဆိုတဲ့အတွက်ပြစ်မှတ်တွေအများကြီးကိုဖြန့်ကျက်ပြီးဆွေးနွေးမှုတွေလုပ်ထားလို့ကြားသိရတယ်။ဒီညမှာ entry barter ရဲ့ပထမဆုံးလူခေါ်မဲ့ယာတီလေးဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့ performance ကိုပြရမယ်။တီကိုမောင်တော့သူဘယ်လောက်ကျန်းခဲ့လဲဆိုတာကို အာဆင်နယ်တင်းမှာသူရတဲ့ဘတ်ဂျက်နဲ့ချင့်ချိန်ပြီးတော့လုတ်ပြသွားမယ်။အာဆင်နယ်တင်းကတော့နောက်ကွယ်နေပံ့ပိုးပေးမယ်ဆိုရင်အန်ဒရီဘာတာကတော့ရတဲ့ဘတ်ဂျက်နဲ့လိုချင်တဲ့ပိုဇီရှင်3-4နေရာကိုတော့ဖြစ်နိုင်အောင်ကြိုးစားမှာပေါ့လေ။မကြခင်မှာချယ်ဆီတင်းရတဲ့ဒီကစားမနဲ့ပတ်သက်ပြီးကမ်းလှမ်းမှုတချို့လုံသွားဖို့ရှိတယ်ဆိုတော့ report တချို့လည်းထွက်နေတယ်။အဲ့တော့ချယ်ဆီကလည်းလိုချင်တယ်အာဆင်နယ်ကလည်းလိုချင်တယ်။ဒါပေမဲ့အာဆင်နယ်မှာက first line နဲ့အတွက် main target တက်တက် plan E ကစားမရှိရဖြစ်တဲ့အတွက်ဒီကစားမရောက်လာတဲ့ညရာခိုင်နှုန်းအရန်နေပါတယ်ကျွန်တော်ထင်တာတော့20ရာခိုင်နှုန်းလောက်ပဲရှိတယ်။ဘာကြောင့်လဲဆိုတော့သူ့ကိုဈေးကပ်ထားတဲ့ပေါင်တန်း80ဆိုတဲ့ပမာဏကြောင့်ရောကစားသမားကလာမဲ့နီးပြတဲ့နဲ့စကားပြောဆိုပြီးစိတ်ပြောင်းသွားနိုင်တဲ့အချက်ကြောင့်ရောပြီးတော့ Premier League ကိုလာပြီးဆော့မယ်ဆိုရင်တော့မှအာဆင်နယ်တင်းတဲ့မဟုတ်ဘူးလူခေါ်မဲ့အခြားအသင်းတွေရှိရာကြောင့်ရိုဒီဂိုအာဆင်နယ်ရောက်ဖို့ရာခိုင်နှုန်း20ရာခိုင်နှုန်းလောက်ပဲရှိလို့ကျွန်တော်ထင်ပါတယ်။ တတိယမြောက်သတင်းဘုတ်ကတော့ UK အခြေစိုက်သတင်းထောက်ဖြစ်တဲ့ Matt Douglas ကဖော်ပြထားပါဘူးလေ။ဒါအာဆင်နယ်အသင်းနဲ့ Chelsea အသင်းတို့က Newcastle အသင်းရဲ့တိုက်စစ်တောင်းပန်ကစားသမား သူ့ရဲ့နာမည်ကတော့အန်တိုနီဂေါ်ဒွန်ကိုစိတ်ဝင်စားနဲ့စောင့်ကြည့်နေဆိုပြီးဖော်ပြသွားတယ်။စိတ်ဝင်စားတဲ့အစ်စ်မှာပဲဒီထက်ခိုင်လုံတဲ့သတင်းတွေမတွေ့ရဖြစ်တဲ့အတွက်ဒီသတင်းကိုကျွန်တော်ဖော်ပြပေးတာ။ရောက်ရင်ရခိုင်တော့အရန်နေတယ်။ကျွန်တော်ကသတင်းတစ်ပုတ်တွေ့တိုင်းဖော်ပြရတယ်ဆိုပေမဲ့အဲ့ဒီသတင်းကနောက်ဆုံးရသတင်းဖြစ်တဲ့ဆိုတဲ့အချက်ကြောင့်ဖော်ပြရတယ်။ဒါပေမဲ့ဒီသတင်းဆိုဘလောက်ခိုင်မာမှုရှိလဲဒီသားမဘလောက်ရောက်လာနိုင်ချေရှိလဲဆိုတာတော့မကွယ်မကွက်တခါလေးကျွန်တော်ပြောပြလေးရှိရပါလိမ့်။အရှေ့ကရိုဒရီဂိုကိစ္စလည်းရောက်ရင်ရခိုင်တော့နေတယ်။အခုထပ်ပြီးထွက်ပေါ်လာတဲ့ကာဆယ်ရဲ့တက်စစ်တောင်မှာကစားမှာ ဒီအန်တိုနီဂေါ်ဒွန်ကလည်းရောက်ရင်ရခိုင်တော့နေပါတယ်ဈေးနှုန်းကတော့ ဒီပေါင်သန်း80လောက်သုံးရမယ်ဆိုပြီးတော့သူကတော့ဖော်ပြထားတယ်တိုက်စစ်တောင်ပံပစ်မှတ်စင်းနဲ့မှာတော့ entry bar ကဒီကစားသမားကိုလည်းစောင့်ကြည့်မှုလုပ်နေကြားသိရတယ်အဲ့တော့ plan A ကစားသမားတွေဖြစ်တဲ့ Nico Win လို့မခေါ်နိုင်တော့မှ Rodrigo တို့ဒီ Anthony Gordon လို့လို့ကစားသမားမျိုးတွေက Arsenal နောက်တစ်ဆင့်ထပ်မံခေါ်ဖို့ကြိုးစားမဲ့ player ဖြစ်နိုင်တယ်ပေါ့လေမေလ9ရက်နေ့တုန်းကလည်း David Austin ကအတည်ပြုသွားခဲ့တယ် Nico Win မရခဲ့ရင်တော့ Anthony Gordon ဘက်ကို Arsenal တို့ခြေဦးလှည့်နိုင်ဆိုပြီးသူတခါဖော်ပြထားခဲ့ဘူးတယ်အဲ့ဆိုတော့ဒီကစားသမားအပြင်မှာ ဒါအာဆင်နယ်ကဒါဂျာမီကတင်နောက်ပြီးတော့အန်ပူမိုရိုလိုကစားသမားမျိုးတွေကိုလည်းဈေးကွက်ထဲမှာပြစ်မှတ်ထားနေတယ်တိုက်စစ်တောင်ပန်ကစားသမားတွေတိုက်စစ်မှုတွေကတော့အများကြီးပဲဒါပေမဲ့နှွေးမှာဘသူ့ကိုခေါ်မလဲတော့မသိခေါ်တာတော့ခေါ်မှာကျွန်တော်တော့ plan e ကစားသမားတွေ number 1 target ပြစ်မှတ်ကစားသမားတွေကိုရောက်စေချင်တယ်ဆိုတော့ဂေါ်ဒွန်ကတော့လက်ရှိမှာအသက်24နှစ်ရှိပြီးထုံးစံအတိုင်းအင်္ဂလန်သားဖြစ်တဲ့အပြင်ဟိုမှာအင်္ဂလန်သားဆိုဈေးကြီးမယ် ောက်တစ်ချက်ကနယူကာဆယ်လိုမျိုးခေါ်ရခတ်တဲ့အသင်းကြီးစင်းဝင်ဖို့အတွက်ပြိုင်ဘက်ကိုကစားသမားမယောင်းကျင်တဲ့အသင်းတင်းရပလေယာဖြစ်တဲ့အတွက်ရောက်ရရခိုင်တော့အရန်နေတယ်ဒီရာသီ40ပွဲမှာ32ပွဲကစားထားတယ်ကိုကိုသိပြီးတော့6လုံးဖိုင်တာပါတယ်မနစ်ကတော့73ကိုသိပြီးတော့10လုံးဖိုင်တာတယ်อืม quality ရှိတာဆိုတော့ quality ရှိရယ်ဒါပေမဲ့ arsenal အသင်းတကယ်ဒိတ်ဒိတ်ကျဲဝင်းကတောင်ပန်ကစားသမားတဦးအနေနဲ့ခေါ်မယ်ဆိုတော့ဒီကစားသမားတွေက plan B အစ်စ်မဲ့ထားစီခြင်းနဲ့ ဒီ season လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှုပ်ဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆုံးတော့ Viber ဖုန်းနံပါတ်39ကို6939630လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် Viber ခွေကို Sport Internet 9လုံးမိတကိုလည်းကစားလို့ရနေပါတယ်ခင်ဗျာကဲနောက်ဆုံးဒီတစ်ပုဒ်ကိုတော့2020ကနေပြီးတော့လက်ရှိအချိန်ထိတိုက်စစ်ပိုင်းငွေသုံးမှုစီးရင်နဲ့ပတ်သက်ပြီးဖော်ပြပြီးတော့ပါပါဒါကတော့ထိတ်တန်းလိကြီး9ခုမှာအသင်းတွေကတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးငွေဘယ်လောက်သုံးလဲဆိုတော့ဖော်ပြပေးမယ်2020အနေနဲ့လက်ရှိအချိန်တော့တွင် ငန်းတစ်ပယ်ထားပါတော့ဗျာအဲ့ကာလာအတွင်းမှာအာဆင်နယ်ဒီတိုက်စစ်ပိုင်းအတွက်ငွေ30စင်မှာအဆင့်60မှာရှိရဲ့ဘရိုအဆင့်တက်မှာရှိတဲ့အသင်းကချယ်ဆီတိုက်စစ်ပိုင်းဒီတိုက်စစ်မှုတို့တိုက်စစ်တောင်ပိုင်းတို့နဲ့ပတ်သက်ပြီးတော့21ဝယ်ယူထားတယ်ယူအို800သုံးသန်းသုံးထားတယ်နံပါတ်1 PSG ပြင်သစ်လီဂူကပေါ့လေ18ရောက်ဝယ်ထားတယ်486တန်းတိုက်စစ်ပိုင်းအတွက်ပဲနံပါတ်3နဲ့မှာမန်ချက်စတာစီးတီး418တန်း ုံးထားတယ်၁၁ယောက်ဝတ်ထားတယ် United ကလည်း၁၁ယောက်ဝတ်ထားတယ်348တန်းနံပါတ်9နဲ့မှာ Aston Villa ဦးနိုင် Emery အသင်းသူတို့က15ယောက်ဝတ်ထားတယ်292တန်း Euro တုံးထားတယ်ဒါက125တဲ့အသင်းကြီးအာဆင်နယ်အသင်းပြောပြမယ်အဲ့2020ကနေလက်ရှိ2025ခုနှစ်အတွင်းသူတို့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီး6ပဲခေါ်ထားတယ်။ဒါခိုင်ယာဘတ်တို့ဂျေဆူးတို့သိမလား။ဝီလီယံတို့ဒီလိုကစားသမားတွေအပါဝင်ဗျာ။ဟိုမာကွင်ဟိုအပါဝင်။တောင်မန်ရောတိုက်စစ်ရောသူတို့6ယောက်ပဲခေါ်ထားတာ ဲ့6ရက်သူတို့သုံးထားတာယူတန်း80တဲ့အဲ့9နှစ်တာကာလအတွင်းမှာဘယ်လောက်ရင်နာကြကောင်းလဲအတင်းကဂိုးမင်းအောင်အရေးကြီးတဲ့ပွဲကြိုင်အဆင်မပြေဘူးဆိုတာဖြစ်မှာပဲလေဒီနေ့အောင်လက်လွတ်စပယ်ထားတာအတင်းကနေအကယ်ဒမီရေထွက်လဲဆိုတော့ ATN ကတည်းကလူကစားမမျိုးတအားသုံးခဲ့ရလားဆိုတော့လေမဟုတ်ဘူးခြေစွမ်းကောင်းနေပြီဆိုတော့မီကာဘီရဲ့လေရောင်းချလိုက်တယ်ရှင်းစွဲကစားသမားတွေထွက်ခွာသွားတဲ့အခါမှာလည်းပြင်းပြီးမဖြစ်နိုင်ခဲ့ဘူး။ကြံခဲ့တဲ့ຫນွေစည်းကွက်တုန်းကအတီကိုရောင်းတယ်။ပြန်ဖြစ်ရတိုက်စစ်ပိုင်းမရှိဘူး။ခေါ်တော့ခေါ်တယ်ရိုင်းစတိုင်လင်းတို့မျိုး တက်ကြီးခြေကျ player မျိုးတွေအဲ့တော့အာဆင်နယ်အသင်းဒီတိုက်စစ်ပိုင်းနဲ့ပတ်သက်ငွေတကယ်သုံးခဲ့တာကခိုင်ယာဘက်နဲ့ဂျေဆူးပဲလောက်လာလာရှိတယ်အဲ့ကာလာတွေမှာ UO တန်80နဲ့ထိတ်သီးလီကြီး9ခုမှာတိုက်စစ်ပိုင်းနဲ့ပတ်သက်ငွေသုံးထားမှုစည်ရင်မှာအဆင့်60မှာရပ်တည်နေပါတယ်ကို့အထက်မှာဆိုရင်တော့ဒါဝူဘာဟမ်တန်တို့လီယူနိုက်တို့ဂျူဗင်တက်တို့တောင်ရှိတယ်အဲ့ဆိုတော့အသင်းတစ်သင်းကတိုက်စစ်ပိုင်းနဲ့ပတ်သက်ငွေမသုံးတဲ့အခါမှာအရေးအကြောင်းမျိုးရဲရည်တွေမှာဂိုးမရတဲ့အခါကျရင်တော့ကျွန်တော်တို့ ိုထိုင်တဲ့ကိုကံဖြစ်တယ်ဗောလေအဲ့အတွက်လည်းအာတီရာရဲ့ကစားကွက်ကြောင့်လားဘုံဖွဲ့ပဲငွေမထုတ်ပေးရလားဆိုတော့အန်ထရီဘာတာလက်ထက်မှာတိုက်စီမှုဝယ်တဲ့ဘက်ကိုကျွန်တော်ကြည့်ပြီးတော့စောင့်ကြည့်သွားတော့မှာပါအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ